မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်မောင်ဒွတ်မြို့နယ်မှာအချမ်းဖတ်စစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ထွက်ပြေးလာတဲ့ရိုဟင်ဂျာ166ဦးကိုအာရခတပ်တော် AA ကကယ်တင်လိုက်နိုင်တယ်လို့ AA ကနေတရားဝင်ထုတ်ပြန်ထားပါတယ်အီရန်သမ္မတနဲ့နိုင်ငံခြားရေးဝန်ကြီးတို့လိုက်ပါလာတဲ့ရဟတ်ယာဉ်ပြတ်ကျသွားပြီးအသက်ရှင်သူမရှိဘူးလို့အီရန်မီဒီယာတွေကထုတ်ပြန်ထားကြပြီး အီရန်သမ္မတနဲ့နိုင်ငံသားကြီးဝန်ကြီးတို့တွေ့သွားပြီးဒီလိုနဲ့အီရန်နိုင်ငံပိုင်ရုတ်တံကနေပါအတီးပြုတ်ထုတ်ပြန်လိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်မောင်တောမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ထွက်ပြေးလာတဲ့ရိုဟင်ဂျာ166ဦးကိုအာရကတတော် AA ကကယ်တင်လိုက်နိုင်တယ်လို့ AA ကနေတရားဝင်ထုတ်ပြန်ထားပါတယ်မေလ16ရက်နေ့က ဘူဒီတော်မျိုးနဲ့မှာရှိတဲ့ကြောက်ဖြူတောင်းတက်မင်းချောင်းငဂျင်တောက်စတဲ့မွတ်စလင်ကျေးရွာတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်လေရင်ဝိုင်းတွဲလေရင်တွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်အဲ့ဒီမွတ်စလင်ကျေးရွာတွေကထွက်ပြေးလာတဲ့ကလေးငယ်တွေပါဝင်ရိုဟင်ဂျာ166ဦးကိုအရကတတော်အေအေကကဲတင်ပေးနိုင်ခဲ့ပြီးဂျမအေးမကောင်းတဲ့သူတွေကိုပါစစ်ကူတမှုပေးထားတယ်လို့အရကတတော်အေအေကတရားဝင်ထုတ်ပြန်ထားပါတယ်တစ်ဖက်မှာတော့ ရိုဟင်ဂျာရေးတကြွလှုပ်ရှားတဲ့သူတွေကဘူဒီတော်မျိုးပေါ်မှာရိုဟင်ဂျာတွေကိုနှင်ထုတ်ပြီးမိရှုံမှုတွေတပ်ဖြတ်မှုတွေလုပ်နေတယ်ဆိုပြီးတော့အရခတ်တတော်အေအေကိုဆွဆွဲပြောဆိုနေကြတယ်လို့ရိုက်တာသတင်းတရရရသိရပါတယ်အရခတ်တတော်အေအေဘက်ကအဲ့ဒီလိုဆွဆွဲချက်တွေကိုညင်းဆိုလိုက်ပြီးဘူဒီတော်မျိုးကိုအရခတ်တတော်အေအေတက်တွေမထိန်ချုပ်ခင်ကတည်းကအချက်ဖတ်စကောင်းစီတက်ဟာတိုက်လီရင်တွေနဲ့ဘုံကျဲဓာတွေမြေပြင်မှာလဲစစ်တပ်နဲ့ပေါင်းပြီး စစ်တပ်ရဲ့လက်ကင်ဒုတ်တွေကပါနေအိမ်တွေကိုမိရှုဖြက်စီးတာတွေလုဆောင်ခဲ့တာဖြစ်တယ်လို့အရခတတော်အေအေပြောခွင့်ရပုဂ္ဂိုလ်ခိုင်တုခက Writer The Din ဌာနကိုပြောထားပါလေအခြားတစ်ဖက်မှာလည်းကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးဗဂတ်တက်ကရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီးဖိအားပေးဖို့နိုင်ငံတကာအတိုင်းဝိုင်းကိုတောက်ဆိုလိုက်ပြီးဒါဟာသတင်းမှားတွေကိုအခြေခံပြီးတော့ရခိုင်လူထုနဲ့အေအေကိုပြစ်တင်ပြောဆိုတာဖြစ်တယ်လို့စကောက်စီပါဝင်စကောက်စီလက်ကင်ဒုတ်တွေကိုတစ်ဖက်လက်နဲ့အပိအမြောက်လုတ်တဲ့စကားမျိုးတွေကို ဖော်ကတက်ကပြောဆိုခဲ့တာဖြစ်တယ်လို့အမေရိကန်ရောက်ရခိုင်ပြည်ဘွားတွေကကုလသမဂ္ဂရဲ့ဆွဆွဲချက်ကိုဆန္ဒပြခဲ့ကြတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ္ဆက်ထဲမှာပဲရခိုင်ရင်းမှာအာရခတက်တော်အေအေအနေနဲ့စိန်ခေါ်မှုတွေများနေတဲ့အချိန်အထင်းမြင်လွဲမှားစေတဲ့ဆောင်ရွက်ချက်တွေမပြုတ်လောက်ကြဖို့အာရခတက်တော်အေအေရဲ့စီဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မေလ19ရက်နေ့မှာပဲသူ့ရဲ့ Twitter လူမှုကွန်ရက်မှာမြစ်တာရက်ခန့်ကြောင်းပြောဆိုလိုက်ပါတယ် လက်ရှိအရခတ်တော်အေအေရဲ့လက်အောက်ရောက်ရှိနေတဲ့ဘူတီတောင်မြို့နယ်ကရိုဟင်ဂျာတွေကို လုံခြုံရေးအကာအကွယ်ပေးဖို့အရှိတောင်အာရှလွတ်တော်အမတ်တွေကကုလသမဂ္ဂအာဆီယံနဲ့နိုင်ငံတကာအတိုင်းဝိုင်းကိုစုပေါင်းတောင်းဆိုနေတဲ့အချိန်မှာပဲအေအေစီဦးစီချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလူမှုကွန်ရက်ကနေတဆင့်ထုတ်ပြန်ပြောဆိုလိုက်တာပါအရခတ်တော်အေအေအနေနဲ့ဘာသာရေးလူမျိုးရေးနောက်ခံနဲ့မသက်ဆိုင်ပဲအခုညီလိုအပ်နေတဲ့သူတွေအားလုံးကိုအကာအကွယ်ပေးနေပြီလက်ရှိမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကဗုဒ္ဓတောင်ခြေစိုက် ခမရ3 5 3တရင်မှာအစာရေစာမကျွေးပဲဖမ်းဆီးပိတ်လောင်ထားတဲ့ကလေးငယ်တွေပါဝင်ရိုဟင်ဂျာတွေကိုအာရကတတော်အေအေကမေလ14ရက်နေ့ကပဲကယ်ထုတ်ပေးနိုင်ခဲ့တဲ့အပြင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဘူတီတောင်မြို့နယ်ကနေထွက်ပြေးလာတဲ့ရိုဟင်ဂျာအယောက်9000ကျော်ကိုလည်းအာရကတတော်အေအေကကယ်ထုတ်ပေးခဲ့ပြီးဘေကင်းလုံခြုံတဲ့နေရာကိုပို့ဆောင်ပေးခဲ့တယ်လို့အာရကတတော်အေအေကတရားဝင်ထုတ်ပြန်ထားပါတယ်တစ်ဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီကရခိုင်ပြည်နယ်မှာအခြေကျစစ်ရှုံးနေတဲ့အတွက် ကောက်ကြီးရုံမာတဲ့ဏီပေါင်းစုံကိုတုံးပြီးလူမျိုးရေးဘာသာရေးပဋိပက္ခတွေဖြစ်အောင်တမင်တကာဖန်တီးနေသလိုအခုနောက်ဆုံးရိုဟင်ဂျာအရေးကိုပါရည်ရွယ်ချက်ရှိရှိတည်င်းအမှားတွေဖြန့်လာနေပြီတစ်ဖက်မှာလည်းရိုဟင်ဂျာတွေကိုလုံခြုံရေးကာကွယ်ပေးဖို့အရှိတောင်အာရှလွတ်တော်အမတ်တွေကကုလသမဂ္ဂအာဆီယံရဲ့နိုင်ငံကအပိုင်းဝိုင်းကိုစုပေါင်းတောင်းဆိုတဲ့အထိဖြစ်လာတဲ့အချိန်မှာပဲအရကတတော် AACUZ ဂျုတ်ဘုတ်ထွန်းမြတ်နိုင်ကရခိုင်ရေးမှာအရကတတော်အနေနဲ့စိန်ခေါ်မှုတွေများနေတဲ့အချိန်အထင်းမြင်လွဲမှားစေတဲ့ဆောင်ရွက်ချက်တွေမပြုတ်လောက်ကြဖို့ သူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်မေတ္တာရက်ခန့်ကြောင်းပြောဆိုလိုက်ပါတယ်ခင်ဗျတဖက်မှာတော့ပဲခူးတိုင်းတောင်ကူမြို့နယ်ကဝက်ခောက်စိန်ရွာစတင်ကြောင်းမှာတက်ဆွဲထားတဲ့အချက်ဖက်စစ်ကောင်စီတပ်စခန်းကိုတော်လိုင်းရဲတပ်တွေကစီးနင်းတက်ခတ်တဲ့အချိန်စစ်ကောင်စီတပ်သားတွေဟာအကုန်လုံးထွက်ပြေးသွားကြပြီးစခန်းထဲကလက်နက်တချို့ကိုပါသိမ်းဆီးရရှိခဲ့တယ်လို့တောင်ကူခရိုင်အမှတ်3931တရင်ဘရင်အောင်စစ်ကြောင်းရဲ့ဗိုလ်ချုပ်တော်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်မေလ19ရက်နေ့ဖြစ်တဲ့မနေ့ကပဲ တောင်ငူမြို့နယ်မှာရှိတဲ့ဝက်ခေါဆိုင်ဂျေးရွာစာတင်ကျောင်းမှာကတုတ်ချင်းတွေတူပြီးအခိုင်မာတဆွဲထားတဲ့အကြပ်ဖက်စကောင်စီတပ်စခန်းကိုတော်လိုင်းတပ်တွေကဝင်းရောက်စီးနင်းတိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစကောင်စီတပ်သားတွေဟာစခန်းကိုစွန့်ပြီးအကောင်လုံးထွက်ပြေးသွားသလိုသူတို့စခန်းကနေလက်နက်ခဲယမ်းအချို့ကိုပါသိမ်းဆီးရရှိခဲ့တယ်လို့တောင်ငူခရိုင်အမှတ်3931တည်ရင်ဘင်းအောင်စစ်ကြောင်းရဲ့ဗိုလ်ချုပ်ကပြောထားပါတယ်ခင်ဗျဒီတခါမန္တလေးတိုင်းဘက်မှာတော့ တပိတ်ချင်းမျိုးနဲ့မှာတော်လန်ရေးတက်တွေဖန်းစီရရှိထားတဲ့ပြူစော့တိခုနဦးကိုအရေးယူနိုင်မှုအတွက်ကုကဲမှုအစဉ်စဉ်ကိုတင်ပြထားပြီးစစ်ကောင်စီကအုပ်ချုပ်ရေးမှုတွေကပြူစော့တိတင်တဲ့မတက်ရင်ဖန်းစီမယ်ဆိုပြီးတော့ပါချိန်ချောက်ခဲ့တဲ့အကြောင်းကိုလည်းဖန်းစီကံပြူစော့တိတွေကထွက်ဆိုထားတယ်လို့တပိတ်ချင်းမျိုးနဲ့တိုက်နေပကဖဘိုးလင်းယုံတက်ဖွဲ့ရဲ့တာဝန်ရှိသူတူဦးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အဲဒီလိုဖန်းစီရရှိထားတဲ့ပြူစော့တိတွေနဲ့ပတ်သက်ပြီးမေလ18ရက်နေ့ကတော်လန်ရေးတက်တွေကနေရုတ်တံဖိုင်နဲ့တကွထုတ်ပြန်ထားတယ်လို့ အဲ့ဒီပြူစော့တီတွေဟာတပိတ်ချင်းမျိုးနဲ့ပေတောင်းရွာကသိန်းလွင်ကြောက်ဖြူရွာကမင်းအောင်လက်ကြခြေရွာကရဲလင်းလေးမိုင်းခြေရွာကဖုံးလိုင်တို့အပါဝင်ခொနတ်ဦးဖြစ်တယ်လို့လည်းဆိုထားပါတယ်လက်ရှိမှာတော့အဲ့ဒီလိုတော်လိုင်းရဲတပ်တွေဖမ်းဆီးရရှိထားတဲ့ပြူစော့တီခொနတ်ဦးကိုအရေးယူနိုင်မှုအတွက်ကုကဲမှုအစဉ်စဉ်ကိုတင်ပြထားပြီးစစ်ကောင်စီကအုပ်ချုပ်ရေးမှုတွေကပြူစော့တီတင်နဲ့မတက်ရင်ဖမ်းဆီးမယ်ဆိုပြီးတော့ပါချိန်ချောက်ခဲ့တဲ့အကြောင်းကိုလည်းဖမ်းဆီးကံပြူစော့တီတွေကထွက်ဆိုထားတယ်လို့ ။တပိတ်ချင်းမျိုးနဲ့တိုက်နေပကဖဘိုးလင်းယုံတက်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါလိမ့်ခင်ဗျ။တက်ဖက်မှာတော့ဂီနီပြည်နယ်လွိုက်ကောအချင်းတောင်မှာအချင်းသားတွေဟာ6လကြာတဲ့အထိထောင်ထမင်းဟင်းသာစားတောက်နေရတဲ့အတွက်ကိုခန္ဓာချိနေပြီးလေးပြတ်သလိုဝေဒနာမျိုးခံစားနေရတဲ့သူတွေများပြားလာနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ရဲ့ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကရန်ကုန်ခေတ်တစ်ကိုပြောပါတယ် လိုက်ကောကျင်းတော်မှာမတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေပါဝင်အကျဉ်းသူအကျဉ်းသားအလုံးဟာ6လကြာတဲ့အထိထောင်ကကျွေးတဲ့ထမင်းဟာအရင်လိုပဲဟင်းနဲ့တပတ်စာအသား၄တုံးတော့မကျွေးနိုင်တော့တဲ့အတွက်ထမင်းငပိနဲ့စားကြံကိုသာအကျဉ်းသူအကျဉ်းသားတွေကစနေရတယ်ဆိုပါတယ်အဲ့ဒီအတွက်လိုက်ကောကျင်းတော်ကနိုင်ငံရေးအကျဉ်းသားတွေအပါဝင်အကျဉ်းသူအကျဉ်းသားတွေဟာကိုခန္ဓာချိနဲ့လာပြီးလေဖြတ်တလို့ဝေဒနာမြုပ်ခံစားနေရတဲ့သူတွေများပြားလာနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောထားပါတယ်။လက်ရှိမှာတော့လိုက်ကောကျင်းတော်မှာမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးကျင်းသားတွေပါဝင်အကျဉ်သူအကျဉ်သားစုစုပေါင်း400ကျော်ရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျ။တဖက်မှာတော့ပြည်တွင်းစီးပွားရေးဈေးကွက်မှာအခောက်ရွှေတစ်ချပ်တန်းကိုငွေကျပ်53သိန်း2000တိစံချိန်တွေမြင့်တက်သွားပြီလို့ရန်ကုန်ရွှေကုန်းတဲ့အုပ်ကပြောထားပါတယ်။ဒီကနေ့မေလ20ရက်နေ့မှာပဲ ပြည်တွင်းမှာအခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်53သိန်း2000ကျော်အထိစံချိန်တင်မြင့်တက်သွားပြီးအမေရိကန်ဒေါ်လာကဒေါ်လာကိုမြန်မာငွေ4050ကျပ်ဝန်းကျင်မှာဈေးရှိနေတယ်ဆိုပါတယ်လက်ရှိမှာတော့ပြည်တွင်းကနာမည်ကြီးရွှေဆိုင်ပါဝင်ရွှေဆိုင်အချို့ဟာအယောင်ပိတ်သွားပြီးအဝယ်သာလက်ခံတော့တယ်လို့အဲ့ဒီလိုရွှေဆိုင်တွေအယောင်ပိတ်ရင်တော့ဈေးကအမြင်ပိုင်းတက်တက်ဖို့ရှိနေတယ်လို့လဲရန်ကုန်ရွှေကုန်းတဲ့အုပ်ကရှင်းပြထားပါတယ်လက်ရှိရွှေဈေးကွက်မှာလဲရွှေကုန်းတဲ့တွေမလာကြတော့ပဲ ဈေးကွက်ကိုမိုဘိုင်းဖုန်းတွေနဲ့သာချိတ်ဆက်ဆောင်ရွက်နေကြရပြီးစစ်ကောင်စီကရွှေဈေးတက်မှုကြောင့်ရွှေကုန်တွေတချို့ကိုအရေးယူဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတယ်လို့သိရပါပါတယ်ခင်ဗျအခုတကနိုင်ငံတကာသတင်းအနေနဲ့အီရန်သမ္မတနဲ့နိုင်ငံဂျာယီဝင်ကြီးတို့လိုက်ပါလာတဲ့ရဟတ်ယာဉ်ပြတ်ကျသွားပြီးအသက်ရှင်သူမရှိဘူးလို့အီရန်မီဒီယာတွေကထုတ်ပြန်နေကြတယ်လို့အီရန်သမ္မတနဲ့နိုင်ငံဂျာယီဝင်ကြီးတို့တိုက်ဆုံသွားပြီလို့လည်းအီရန်နိုင်ငံပိုင်ရုပ်သံကနေအတည်ပြုထုတ်ပြန်လိုက်ပါတယ် အီရန်သမ္မတနဲ့နိုင်ငံခြားရေးဝန်ကြီးအပါအဝင်အီရန်အစိုးရရရှိတွေစုစုပေါင်းလူ၉ဦးလိုက်ပါလာတဲ့ရဟတ်ယင်ဟာမေလ၁၉ရက်နေ့ကပဲအီရန်အဇာဘိုင်ဂျန်နဲ့ဇက်မှာပြတ်ကျသွားတယ်ဆိုပါတယ်။အဲဒီနောက်ပြတ်ကျသွားတဲ့နေရာမှာရဟတ်ယင်အစိပ်ပိုင်းတွေကိုသာတွေ့ရပြီးအသက်ရှင်ကျန်ရစ်သူမရှိဘူးလို့အီရန်မီဒီယာတွေကဆိုထားပါတယ်။ကောင်းကင်ကနေရကူးထားတဲ့ရဟတ်ယင်အပြက်အစီးပုံတွေကိုအီရန်နိုင်ငံပိုင်မီဒီယာတင်အေဂျင်စီမှာပြသခဲ့တဲ့အချိန်ကလည်း ရဟယင်ဟာတောင်ကုန်းတစ်ခုပေါ်မှာပြက်ကျနေပြီးကေဇယေးအဖွဲ့တွေကရဟယင်ပြက်တဲ့နေရာကိုဆိုးရတဲ့ရာတီဥတုအကြမ်းမှာဆယ်နာရီကျော်ကြာတဲ့အထိကက်ခက်ခဲခဲနဲ့စူဇန်ရှာဖွေခဲ့ရတယ်လို့ဆိုထားပါတယ်။အဲ့ဒီနောက်အီရန်သမ္မတနဲ့နိုင်ငံခြားရေးဝန်ကြီးတို့လိုက်ပါလာတဲ့ရဟယင်ပြက်ကျသွားမှုမှာရဟယင်တွေပါလာတဲ့သူတွေအကုန်လုံးအသက်ရှင်သူမရှိဘူးလို့အီရန်မီဒီယာတွေမှာဖော်ပြပြီးတဲ့နောက်မှာပဲအီရန်နိုင်ငံပိုင်ရုပ်သံကနေလည်း အီရန်သမ္မတနဲ့နိုင်ငံခြားရေးဝန်ကြီးတို့သေသွားပြီဆိုပြီးအတီးပြုတ်ထုတ်ပြန်ကြေညာလိုက်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ